မင်္ဂလာပါရှင်ခေတ်သစ်နွေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအုပ်ဆုံးလေဗရန်မြို့နယ်တရချောင်းရွာကိုဘုံလာကျဲသည့်စစ်တပ်၏ဒရုန်းတစ်စီးပြတ်ကျပြီး PDF တပ်ဖွဲ့ကသိမ်းဆည်းရရှိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် တကောတိုင်းလက်ဗရန်မျိုးနဲ့တရချောင်းရောက်ကိုပုံလာကျဲသည့်အကျန်းဖက်စစ်တဲ drone တစ်စီးပြတ်ကြပြီးသိမ်းဆည်းရရှိခဲ့ကြောင်းဒါယာရီဂလုံတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်ယနေ့အော်တိုဘာလ19ရက်မနက်10:30မိနစ်30ခန်းမှာလက်ဗရန်မျိုးနဲ့တရချောင်းရောက်ကိုပုံလာကျဲတဲ့အကျန်းဖက်စစ်တဲရဲ့ drone တစ်စီးဟာဆက်ချုပ်ယွင်ပြီးပြတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထို့သူပြတ်ကျသွားတဲ့ drone ကိုတရချောင်းရောက်နောက်ဘက်မှာဒါယာရီဂလုံတပ်ဖွဲ့မှသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် စစ်သားတွေကတရချောင်းရွာကိုဒရုန်းနဲ့ပုံလာကျဲတယ်။အဲ့ဒီမှာဆက်ချုပ်ရင်ပြီးတော့ဒရုန်းကလေဒီနဲ့ပြတ်ကျလာတာကျွန်တော်တို့လည်းသတင်းကြားတာနဲ့တွားပြီးတော့ယူဆောင်လာခဲ့တယ်။အခုတော့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပါပြီဟုတာယောင်ရီဂလုံတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ အဆိုပါတရချောင်းတွင်အော်တိုဘာ15ရက်နေ့ကလည်းမိရှုဖြက်စီရန်စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်နေစစ်စင်ရင်နေမည်ဘကိုးတိုင်းစစ်ဌာနပြူဟာ20နှစ်ကိုကဲမှုဖြင့်အမတ်383ညနှင့်တရင်အမတ်383ညသုံးတရင်တာယော်ရီရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာယော်ရီဂလုံပြည်သူ့ကာကွယ်တပ်ဖွဲ့ပူးပေါင်းတပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှအထိကိုက်များခဲ့ပြီးစစ်သား15ဦးထံမှနေတိုက်ဆုံကစစ်တုံးပန်းဖြင့်စစ် ား12ဦးကိုဖမ်းဆီးရရှိကလက်နက်အစုံ16လက်ခဲယမ်းများနဲ့စစ်တုံးပစ္စည်းများစွာကိုလည်းတင်ဆီးရရှိခဲ့ကြောင်းသိရှိရပါသည် ဆက်လက်တည်ဆက်ပေးမယ့်သတင်းကတော့ထိန်ချုံမျိုးတွေကနေ TNL စုတ်ခွာပေးနေရမှုပေါ်ဝေဖန်မှုတွေရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဟာတန်အမျိုးသားလွတ်မြောက်ရေးတမတော် TNL ထိန်ချုပ်ထားတဲ့မျိုးတွေထဲမှာတီဘောမျိုးကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ထိန်ချုပ်ထားတဲ့မျိုးတွေကနေ TNL စုတ်ခွာပေးနေမှုပေါ်ဝေဖန်မှုတွေရှိလာပါတယ်။ TNL ဟာ2023အောက်တိုဘာ28ရက်ကစတင်နေတဲ့တုံညာနေခွန်စစ်စင်ရေးနဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲတီဘောနမ်ဆန်မိုင်းလုံးမိုးမိတ် န်တုံနဲ့မတူကုတ်ခိုင်နောင်ချိုနန့်ခမ်းမိုင်းငေါမျိုးနဲ့မန္တလေးတိုင်းကမိုးကုံမျိုးတို့ကိုတင်ယူခဲ့တာပါ။ 2025နှစ်လယ်ပိုင်းမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်ကြောင့်ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာနောင်ချိုမြို့ကို TNL ကလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ဒါအပြင်တောင်မဲမြို့ကိုအောက်တိုဘာ၁ရက်နေ့အောက်တိုဘာ18ရက်မှာတီဘောမြို့ကိုပါထပ်မံလက်လွတ်ခဲ့ရပါတယ်။ဒါအပြင် TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလည်းလေချောင်းကနေနေစဉ်ပုံကျဲနေပါတယ်။စစ်တပ်ဟာတီဘောကိုသိမ်းယူပြီးတဲ့နောက်နမ်မတူမြို့ကိုလည်းစစ်ကြောင်းထိုးနိုင်တယ်လို့သတိပေးချက်တွေရှိနေပါတယ်။ ထိန်းချုပ်ဓာရီမျိုးတွေကနေဇက်တိုက်ဆုတ်ခွာပေးနေရတဲ့ TNL ရဲ့စီးရေးဆွဲရီပေါ်ဒေတာကန်တွေနဲ့နိုင်ငံရေးအတိုင်းဝိုင်းကမိကုန်ထုံနေကြပါတယ် TNL မှာတရုတ်ရဲ့ဖိအားရှိနေတဲ့ပြင်တဖက်မှာစစ်တပ်ကတရုတ်ရဲ့လက်နက်ခဲရဲ့နီးပညာ drone စတဲ့အကူအညီတွေရနေတာကြောင့်စစ်တပ်ဒိုစစ်ကို TNL ခုခံဖို့ခက်ခဲနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစီးရေးလေလာသူတို့ကပြောပါတယ်ဒါပေမဲ့တစ်တုံညာနေကွန်စစ်စင်ရေးမှာပါဝင်ခဲ့မှုတဲ့တော်လန်ရေးရဲဘော်တို့ကတော့တရုတ်ကဖိအားပေးလို့ဆိုတာနဲ့တင်မလုံလောက်ပါ ဘူးဒေသုံညာနှစ်ခွန်တုန်းကတမျိုးပြီးတမျိုးဇက်တိုက်သိမ်းခဲ့တာလေအခုကအခုကြရေကုန်ရေကမ်းမတိုက်ဘဲဆုတ်ခွာပေးနေတယ်ကြည့်လို့မကောင်းဘူးလို့ပြောပါတယ်။ဆုံးမအတူတူတော့ဘာလို့တိုက်သေးလဲအသက်ပေးသွားရတဲ့ရဲဘော်ဒီကိုမှအာမနာလို့ပြည်သူတို့ကပြောပါတယ်။အခြားပြည်သူတို့ကလည်းဆုံးမနေနဲ့မတိုက်ဖဲပြန်ပေးလိုက်ပါအခုကြစကားစကားမူတီရနေပြီလို့မှတ်ချက်ပြောပါတယ်။စေယုစုကတီဘောမျိုးတိန်နိုင်ကြောင်းသတင်းထုတ်ပြန်ရမှာအောက်တိုဘာ2ရက်မှစ၍ဒုစစ်ဆင်ပြီးအောက်တိုဘာ17ရက် အောက်တိုဘာ၂ရက်မှစပြီးထိုးစစ်ဆင်ပြီးအောက်တိုဘာလ16ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်စစ်ဆင်ရေးကာလအတွင်းမှာတိုက်ပွဲကြီး9ကြိမ်ထိတွေ့မှု22ကြိမ်စုစုပေါင်းတိုက်ပွဲ28ကြိမ်ဖြစ်ခဲ့တာလို့ဆိုပါတယ်တီဘောမြို့တိုင်းတိုက်ပွဲကနေရုပ်အလောင်း73လောင်းနဲ့လက်နက်9လက်တင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ် TNL ကစုခွာချိန်မှာမြို့ပေါ်ကအဆောက်အုံတွေကိုမီးရှို့ခဲ့တယ်လို့လည်းစစ်တပ်ကဆွဆွဲဖော်ပြထားတာတွေ့ရပါတယ်။ TNL ကတော့သူတို့အနေနဲ့တရုတ်အစိုးရရဲ့ဖိအားကိုရင်ဆိုင်နေရပေမဲ့မြို့တွေလက်လွတ်ဆုံးရှုံးနေရတဲ့ပေါ်အပြေရှားသွားမယ်လို့ကြောင်မဲမြို့ကိုလက်လွတ်ပြီးတဲ့နောက်သတင်းဌာနကိုဖြေကြားခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီတပ်အခုလိုပြန်ကောင်းထောင်လာနိုင်တာဟာတရုတ်ရဲ့ကူညီပေးမှု TNL နဲ့ MNDAA တို့အပေါ်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်လည်းဖြစ်တယ်လို့စီရေးအကဲခတ်တို့ကမှတ်ချက်ပြုပါတယ်။ကြေတနာ ာကမြောက်ပိုင်းက TNL တို့ကိုကန်တို့ကိုတရုတ်ကကျိုးတုပ်ပြီးထိုးခိုင်းတာဖြစ်နေတာကိုသူကချုပ်ပေးပြီးစစ်တပ်ကိုထိုးခိုင်းတာလွန်လွန်လပ်လပ်မထိုးရတော့မြောက်ပိုင်းကအဖွဲ့တွေကခံရတာပေါ်လို့အဲ့ဒီစီရေကဲခက်ကပြောပါတယ်စစ်ကောင်စီတပ်ဟာတရုတ်ပြည်ဟာကင်လွတ်တဲ့အရက်ခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ရင်းဆိုင်အတွေ့မှာတော့အလဲလဲအကွဲအကွဲအထိနာဆုံးရှုံးမှုများပြားနေတာတွေ့ရတယ်လို့စီရေလေးလာသူတချို့ကပြောပါတယ် TNL ကောင်းဆောင်တူဖြစ်တဲ့ဗိုလ်ချုပ်တာဖုံကျော်ကစစ်ကြီးထဲမှာရှင်သန်ကြံရည်သူတွေအ အတွေ့အသင့်နဲ့ပြုဟာချက်လုပ်ကြတာပေါ်လို့အောက်တိုဘာ17ရက်နေ့မှာသူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်။စေတန်တန်ရိုင်းဆိုင်တဲ့အဲ့ဒီစစ်ကြီးထဲမှာမတိသေးပဲရှင်ကြံနေတဲ့တို့တွေအားမွေအတွေ့အသင့်နဲ့ပြုဟာတွေထက်ချင်ကြတာပေါ့။ငါတို့ကတော်လန်ကြီးကိုရွေးတော့တော်လန်ကြီးကငါတို့တွေကိုပြန်ရွေးချယ်တာလေလို့ဗိုလ်ချုပ်တာဖုံကျော်ကရေးသားထားတာပါ။အဲ့ဒီလိုရေးသားပြီး6ရက်ကြာမှ TNL ကတီဘောမြို့ကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ ရှမ်းမြောက်ရေးလေးလောက်သူတို့ကတော့စစ်ကောင်စီကအခုလောလောဆယ် TNL ကိုဖိပီးထိုးစစ်ဆင်နေတာဖြစ်ပေမဲ့ရှမ်းမြောက်အခြေစိုက်တပ်တွေဖြစ်တဲ့ TNL, SSPP, KIA, MNDAA တို့အကြားညီညွတ်မှုမရှိရင်အထူးတကားစီးရဲနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုမရှိရင်နောက်ပိုင်းမှာစစ်တပ်ရဲ့စီးရဲဖိအားကိုအဖွဲအားလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့သုံးသပ်ပြောကြပါတယ်။ဒါကြောင့်တော်လန်ရေးတပ်တွေချင်းပူးပေါင်းပြီးစစ်တပ်ကိုတိုက်ခိုက်တဲ့နယ်လို့အကြံပြုပါတယ်။ဒါအပြင်တီဘောမြို့နယ်နဲ့နမ်မတူမြို့နယ်ကိုဆက်သွယ်ထားတဲ့မိုးဒေတာ ာမိုင်းခွဲဖျက်ဆီးခံရတယ်လို့ရန်ပြည်တိုးတက်ရေးပါတီ SSPB SSA ကထုတ်ပြန်ပါတယ်။နမ်မတူချောင်းမော်ရှိမိုးတီတရာဟာအောက်တိုဘာ18ရက်မနေ့ညပိုင်း8နာရီကျော်အချိန်ကမိုင်းခွဲဖျက်ဆီးခံရပြီးတရာရဲ့အလင်းနေရာကျိုးကျပျက်စီးသွားတာလို့ဆိုပါတယ်။ပေါက်ကွဲရတဲ့အကြောင်းရင်းကိုတော့ဖော်ပြမထားပါဘူး။လက်ရှိမှာချောင်းကိုဖျက်ခိုးနိုင်ရေးအတွက် TNL တပ်ဖွဲ့ဝင်တွေကဆက်လီပို့ဆောင်ပေးနေတယ်လို့ SSPB ကဆိုပါတယ်။ဒါပြင်စစ်တပ်ကအောက်တိုဘာ18ရက်ညတကောင်12နာရီ9မိနစ်နဲ့12နာရီ 38မိနစ်မှာဒီဘောမျိုးပြန်မရှိတဲ့ခမာယာ933ခမာယာ934လေးတို့ဘက်ကိုအင်အားပြင်းတဲ့ဘုံနှလုံးချိချခဲ့တယ်လို့ဒေတာကန်ချိုရဲ့ပြောကြားချက်အရသိရပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပေါင်းတင်မြို့နယ်တွင်ရဲများကိုမိုင်းဆွဲတိုက်ခိုက်မှုဒူရဲကိုအေးမြင့်ထွန်းပါဝင်ရဲအုပ်အပြင်းထန်တန်ရာရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းပြည်ခေအပေါင်းတီမျိုးနယ်မှာဆိုင်ကယ်၃စီးဖြင့်ထွက်လာသောရဲများကိုမိုင်းဆွဲတိုက်ခိုက်ရာဒူရဲအုပ်အေးမင်းထွန်းအပါဝင်နှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအမတ်363တက်တရင်စစ်ထောက်လိုင်းရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောကြားပါရယ်ရမန်နေအော်တိုဘာလ18ရက်မနက်9:55မိနစ်ကပေါင်းတီမျိုးနယ်မက်တိုင်အုပ်စုမက်တိုင်ရဲစခန်းမှာဒူရဲအုပ်အေးမင်းထွန်းဦးစီးတဲ့ ရဲငါးဦးဟာဆိုင်ကယ်၃စီးနဲ့တမန်ကြီးရွာဘက်ကိုဂိတ်ဖွင့်စစ်ဆေးရန်ထွက်လာစဉ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအိုအီမင်ထော်နဲ့နေထိန်အောင်ကျော်ထက်တို့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်ထို့သောအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ရဲနှုတ်စလုံးကိုအလုံးပိတ်ကားဖြင့်ပြည်သူစေယုံကိုတင်ဆောင်သွားပြီးတည်ဆောင်ခြင်းရှိမရှိသိရှိနိုင်ဖို့အတွက်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါသည် ရင်းရဲတပ်ဖွဲ့ဝင်များဟာတမန်ကြီးရွာလမ်းစုံညောင်မေအောင်မှခိတ်ဖွင့်၍ခရီးသွားပြည်သူများ၏ဆိုင်ကယ်များကိုဖျက်ဆီးခြင်းအတမစစ်မှုတန်းစုဆောင်ခြင်းဝဲလာသောစားတောက်ကုန်များကိုလည်းသိမ်းဆီးခြင်းပြည်သူများကိုဖျက်ဆီးငွေတောင်းခံခြင်းငွေမပေးနိုင်မှကဖျက်ဆီးထောင်ချခြင်းတို့ပြုလုပ်နေသောဂိတ်တစ်ခုဖြစ်ကြောင်းလည်းသိရှိရပါသည်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ပြူဟာ27ကုကဲမှုအောက်ရှိ363တက်ရင်နဲ့တက်ခွဲလေးမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။